ကျွန်တော်ပုံဝင်ချင်မှာလူတော်တော်များများအလုပ်လဲစ조사တယ်ထက်လဲထက်မြက်ပေမဲ့အခက်ကြုံနေရဘာလို့လဲသိလားဒါစနေတကျတွေးခွန်နိုင်ဆိုရှိမနေလို့ပါဒီနေ့မှာတော့ဘဝအတွက်လက်တွေ့ကြပြီးတန်ဖိုးရှိတဲ့စဉ်းစားတွေးခေါ်ဖို့နီလန်း၅မျိုးပြပြပေးပါမယ်ဒီနီလန်းတွေကိုတိချာမယ်ဆိုရင်ကိစ္စတော်တော်များများကိုနီးစနစ်ကြကြနဲ့ဆောင်ရွက်တတ်သွားပါလိမ့်မယ်ခင်ဗျာပထမဆုံးနီလန်းဘလို့လို့ရင်အောင်မြင်မလဲဆိုတာထက်ဘလို့လို့ရင်ကြာရှုံးမလဲဆိုပြီးကြောင်းပြန်စဉ်းစားတဲ့နီလန်းဖြစ်ပါတယ်ဒါကို inversion thinking လို့ခေါ်တယ် ဥမာမိတ်ဆွေမှာရည်သားရှိရဲဆိုပါစို့ဒါဆိုရင်ငါဒီချက်ပိုကောင်းတဲ့ဆက်ဆံရည်ကိုလိုချင်တယ်ဘာလို့ဝမလဲဆိုပြီးကိုကိုကိုမေးနေမယ်စားဘာတွေကြောင့်ဒီဆက်ဆံရည်ပြည့်စည်သွားနိုင်မလဲဆိုပြီးကြောင်းမြန်ပြန်မေးလိုက်မယ်ဆိုရင်ဘာတွေကြောင့်ဘာတွေကြောင့်ဆိုပြီးအဖြေထွက်လာလိမ့်မယ်ဒီဖြေတွေကဒီဆက်ဆံရည်မပြည့်စည်ဖို့အတွက်ကိုယ့်ဘက်ကပြုပြင်ရမယ့်အချက်တွေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ဘဝမှာပြဿနာတွေကိုဖြေရှင်းခြင်းနဲ့တခုခုကိုလှုပ်ချင်တယ်ဆိုရင်ဘလို့လုံးရင်ကြာရှုံးမလဲဆိုတာကိုအရင်မေးပြီးဒါတွေကိုမလုံးရင်ရ ဆိုတော့မိတ်ဆွေကတခုခုကိုလည်းလှုပ်ချင်တယ်ဘယ်ကနေဘလို့စလို့ရမှန်းလဲမသိဘူးမှားတော့မှလည်းကြောက်နေရဆိုရင်ဒီနီးလန်းကိုအသုံးပြုလို့ရပါတယ်ခင်ဗျာနောက်နီးလန်းတစ်ခုကကိစ္စရက်တစ်ခုကိုအခြေခံအကြဆုံးအတွင်းကြကြခွဲခြားစိတ်ထားတဲ့နီးလန်းဖြစ်ပါတယ်ခင်ဗျာဒါကို first principle thinking လို့ခေါ်တယ်အလွယ်ဆုံးဥပမာပေးပြီးပြောရရင်မိတ်ဆွေကချက်ပီတာဟင်းတစ်ခွက်ကိုဝယ်ဆိုပါစို့အဲ့လိုဝယ်မဲ့အစားကိုယ်တိုင်ချက်မယ်ဆိုရင်ပါဝင်ပစ္စည်းတွေကဘာတွေလဲဘလို့ချက်မှာလဲ ကုန်ကျစရိတ်တက်တက်တတတာနဲ့ဒီဟင်းကိုဘလို့ပူကောင်းအောင်ချက်လို့ရလေ။ဒီလိုမျိုးလေးမေးနေတာဒီဒီလောက်အသုံးပြုနေတာဖြစ်ပါလေ။အကျိုးရလတ်အနေနဲ့ကသူများလို့တလို့လိုက်မလို့တော့ပဲနေ။အရေးကြီးတဲ့အချက်လက်တွေကိုပို့ပြီးရှင်းရှင်းလင်းလင်းနဲ့နားလည်နိုင်မှာဖြစ်ပါလေ။နောက်နီးလန်းတစ်ခုကတစ်ခုခုကိုလှုပ်တော့မယ်ဆိုရင်ပါဖက်ဖြစ်လာတဲ့အထိစောင့်မနေပဲနေ။တီးတီးလေးနဲ့စပြီးလှုပ်ရင်းလှုပ်ရင်းနဲ့မှပူကောင်းအောင်ကြိုးစားဖို့ရှင်းရှင်းပြောရရင်ဗျစိတ်ကူးရင်နေရာထက်စာရင်တီးတီးလေးနဲ့စလိုက်တာပို့ပြီးထိရောက်မှုရှိတယ်။ ။ဥပမာဗျာမိစေရစီးဝါးရေးလေးတစ်ခုလုပ်ကြည့်ခြင်း။တီရှာရောင်းမယ်ဆိုပါစို့။ဒါဆိုရင်ကိုနဲ့အနီးဆုံးကိုတငယ်ချင်းပဲဖြစ်ဖြစ်ကိုဘေးအိမ်ကလူတွေပဲဖြစ်ဖြစ်အနည်းဆုံး10ရောင်းလောက်ကိုစပြီးရောင်းကြည့်လိုက်။အာသူတို့ကကြိုက်တယ်၊မိုက်တယ်၊တီရှာကလေးတွေကလည်းဝတ်လို့ကောင်းတယ်ဆိုရင်ဒီလုံငန်းကိုထက်ချယ်လို့ရတယ်။ကျွန်တော်ဆိုရင်ဒီနီးလောင်းကိုခဏခဏသုံးကျွန်တော်လွန်ခဲ့တဲ့3လလောက်ကတည်းက YouTube လုပ်မယ်ဆိုပြီးစီစဉ်ထားတာ။အမှကွန်းနန်နေပါရေးဗီဒီယိုရိုက်မယ်ပေါ့။ စဉ်းစားနေတုန်းရှိသေးတယ်ဟာငါဗီဒီယိုရိုက်မယ်တာပြောတယ်ကင်မရာလည်းမရှိဘူးမိုက်လည်းမဝရသေးဘူးဟာဟိုကမရှိဘူးဒါမရှိဘူးဟိုကမဝရသေးဘူးဒါမဝရသေးဘူးနဲ့ကျွန်တော်မစားပြစ်ဘူးအဲ့လိုနဲ့နှစ်လားလောက်ကြာသွားတယ်တရက်လေးရောက်ရောငါမလုံးလို့မဖြစ်တော့ဘူးလုံးမဖြစ်တော့မယ်ဆိုပြီးကျွန်တော်ဗီဒီယိုရိုက်တယ်ပြီးရင်တင်လိုက်တယ်ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးကိုယ့်စိတ်ကိုအကြက်ကြိုင်မဲ့လူလေးမျိုးဆိုပြီးတော့လင်းအောင်အောက်က description မှာထည့်ပေးထားပါမယ်မကြက်တဲ့မိတ်ဆွေရှင်ကြည့်ကြည့်ပါခင်ဗျာ ဲ့လိုတင်ပြီးရနဲ့နောက်ဗီဒီယိုတစ်ပုဒ်ထည့်ရခြင်းသေးဖြစ်လာရောဒီလိုနဲ့ဒီခီးကိုစခဲ့တာအိမ်မက်တွေမက်နေတော့ဆိတ်ကူးရဲ့ယင်နေတော့ဆိုရင်ဘာမှလည်းမလုပ်ဖြစ်ခဲ့ဘူးဘာမှလည်းမဖြစ်ခဲ့ဘူးတကယ်လက်တွေ့လှုပ်လိုက်တော့တဖြည်းဖြည်းနဲ့အရှင်ရလာရောအရှင်ရလာတဲ့အမြကိုယ်စိတ်ထဲကကြောက်နေတဲ့အကြောက်တရားတွေတူလို့လူဖေရှားပေးတာဖြစ်သွားရောနောက်နီးလန်းတစ်ခုကတတ္တိရထောက်ထားမရှိရနဲ့ပဲမရှိဘူးမဟုတ်ဘူးဆိုပြီးမတတ်မှတ်ဖို့ပါ အရှင်းဆုံးပြောရရင်ကိုယ့်မျက်စိနဲ့မမြင်ရနဲ့ပဲမရှိဘူးဆိုပြီးမတတ်မှတ်ဖို့ဥပမာဗျာ relationship တကူပြဿနာလည်းမတတ်ဘူးရန်လည်းမဖြစ်ဘူးအေးချမ်းနေရပဲသူများရဲ့မြင်မှာလဲ healthy relationship ကလေးအားကျစရာလေးဘာညာပေါ့တကယ်တော့ပြဿနာတကူကအဆင်မပြေတာတကူကရှိလို့တစ်ဖက်လူကပြောမယ်ဆိုရင်တော့မှာပဲ okay နင်မကြိုက်နေလေမကြိုက်ပြက်ပေါ့အဲ့လိုမျိုးအပြောခံရမှာဆိုလို့တမင်မပြောတာဖြစ်နိုင်ဒါမှမဟုတ်ရင်စိတ်ကုန်နေလို့လည်းဖြစ်နိုင်တယ်ဗျာ နောက်ကိုကုမ္ပဏီကလူတွေကိုလောက်ကလူတွေတယောက်ကမှပြဿနာရှိတယ်ဟာဟိုအဆင်မပြေဘူးဒါအဆင်မပြေဘူးဆိုပြီးမပြောရနဲ့ပဲအကုန်လုံးပျော်နေတယ်ဆိုပြီးတတ်မှတ်လို့မရသူတို့ဘာမှမပြောတာကြောက်လို့လည်းဖြစ်နိုင်တယ်လို့ခုနပြောလို့ပဲပြောဖို့စိတ်ကုန်နေလို့လည်းဖြစ်နိုင်တယ်ဒါကြောင့်ဒီနီးလောင်းကိုသုံးပြီးတော့ငါတတိမထားမိလိုက်တဲ့အရာဘာများရှိမလဲငါမပြောဘဲကြံနေတဲ့အကြောင်းအရာဘာများရှိမလဲဆိုပြီးကိုယ့်ကိုယ်ကိုပြန်မေးကြည့်အဲ့လိုစဉ်းစားလိုက်တဲ့အခါမှာ အပေါ်ယံနဲ့မမြင်နိုင်တဲ့အရာတွေကိုတော့မြင်တတ်လာပါလိမ့်မယ်။အခုနောက်ဆုံးနီလာပြတနာတစ်ခုခုနားလည်မှုလွဲစရာတစ်ခုခုနဲ့ကြုံတဲ့အခါတစ်ဖက်လူကတမင်ရည်ရွယ်ချက်ရှိရှိနဲ့လှုပ်တာဆိုပြီးလုံးဝမယူဆဖို့ပါ။ဥပမာဗျမိတ်ဆွေရကိုယ့်ရဲ့တငယ်ချင်းပဲဖြစ်ဖြစ်တခြားတယောက်ယောက်ကိုအွန်လိုင်းကနေစာပို့လိုက်တယ်ဆိုပါစို့။တချို့လူတွေဆိုရှိရယ်စင်းပြပြီး reply မပြဘူး။တချို့လူတွေဆိုရင်စင်းကိုမပြဘူး။အဲ့လိုချိန်မျိုးမှာမှာဟာငါပို့ထားတဲ့စာကိုစင်းလည်းမပြဘူး reply လည်းမပြဘူး။ ကြီးကျယ်နိုင်လိုက်တာစိုက်ကြီးနဲ့လာလုံနေရောကွာရိုင်းလိုက်တာဆိုပြီးချက်ချင်းကောက်ချက်မချလိုက်ဖို့ပါဘာလို့လဲဆိုရင်တစ်ဖက်လူကအလုပ်တွေများပြီး pressure တွေပြီးနေလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင် reply ပြန်ဖို့မေ့နေလို့လည်းဖြစ်နိုင်တယ်ဗျာဒီနီလာကျွန်တော်တို့ရဲ့အခြေရေးမိသားစုရေးလူမှုဆက်ဆံရေးတို့အရန်အတုံးတဲ့တဲ့နီလာတစ်ခုဖြစ်ပါတယ်အကျိုးဆက်အနေနဲ့တစ်ဖက်လူပုံစာနာစိတ်လေးထားနိုင်တော့ပါလိမ့်မယ်မိတ်ဆွေအနေနဲ့တူများထက်ခေါင်းတစ်လုံးတာဖို့နှာတစ်ဖြားတာဖို့ဆိုရင် ဘွဲရပညာတတ်ကြီးဖြစ်ဖို့ပတ်စံနေအဆက်အသွယ်ကောင်းနေအများကြီးရှိဖို့ဆိုတာထက်အတွေးကောကောင်းနေရှိဖို့အဓိကကြရဲဆိုတော့အဘိုးပေါက်လောက်ပြီးထင်ပါတယ်ခင်ဗျာဒီလိုလေးကမိစေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်မိစေအတွက်အကျိုးအရှိဆုံးအချက်တစ်ချက်ဆိုရင်ဗာမြတ်ဖြစ်မလဲကိုမမရေးလို့ရရင်ရေးခဲ့ပေးပါအောင်ခင်ဗျာဗီဒီယိုလေးကို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံးဖြတ်ကြတာပေါ့